မင်းတို့ကတကယ်အံ့ဩတယ်ကွာမင်းတို့ဒီနိုင်ငံမှာနေတယ်ဒီနိုင်ငံရေကိုတောက်တယ်ဒီနိုင်ငံအာဏာရှင်ကိုမင်းတို့ကဘုံမြန်ထောင်းတယ်မင်းတို့ရဲ့ရေချက်ကဘာလဲခမားပြောတာနဲ့တော့စုံနေကျွန်တော်ကဆီအာဏာရှင်ကိုတော်လန်နေရတယ်ဘာဆီအာဏာရှင်အဲ့စကားကိုနားမလဲလို့ဒီနေ့တော့ရှင်းပြအောင်အာဒီဖိုးကြီးရတယ်ခမားဆိုင်ဆောင်ရှိတယ်ကျွန်တော်စလို့အောင်ပါဗျာဟဲ့ဟုတ်ဟုတ် ဘုံထောင်တိုင်းတော်လည်မဟုတ်ဘူးကွာလေနဲ့ဘုံချက်မှငင်းချမ်းကြီးကျွန်တော်ဆရာဝန်တယောက်အနေနဲ့ပြောမယ်ဆိုရင်တရားတွေများနေတဲ့ကျွန်တော်တို့တိုင်ပြီပြီးသူတွေမရှိတော့မှကျွန်တော်တို့မြန်မာတက်မလို့ရည်ရေးချက်မှာရွေးကောက်ပွဲဆိုတာစစ်အာဏာရှင်တွေရဲ့ထွက်ပေါက်ပဲကွာအေးမင်းတို့အတိထားမှာစစ်ရေးနိုင်ငံရေးပြည်ပခါတွေကို ဆုံးသက်ပေးနိုင်တာပဲအဲ့လိုခဏမပေးရတာခဏကျွန်တော်ပြတ်သက်မေးရမယ်ငါတို့ကဘုံရှာလို့ရှိရင်တော့ဆောက်လို့လောက်အောင်ပါဗျာမြေတော့တော်မျိုးငင်းရမနေဘူးကဲကိုတော်လာကြီးကျွန်တော်တို့ကတော့ပေါ်မမှာပဲရတော့ဘာလို့ပေါ်မမှာလဲဆိုတော့ဒါကျွန်တော်တို့ရဲ့အကျိုးစီးပွားဖြစ်နေတာမိပြင်အချိန်တွေရအဆိုရင်6800ဇာတိရလဲမရပုံမပေးလို့ဆိုပြီးတော့အရင်လို comment တွေမှာ water ကောင်းကောင်းမဖြတ်နိုင်တော့အဲ့တော့ ကျွန်တော်တို့ကိုယ်တိုင်ပဲရှေ့ထွက်ပြီးတော့ပေါ်မပေးမှာပဲရတော့မှချင်နေပေါ့ခမရတော့အရင်ကလည်းအေးဆေးပဲနေကြတာဘာတိပါတာပဲအခုမှဘာတိထဖြစ်နေကြတာမင်းဘာတိလို့လဲမင်းဘာမသိမင်းဆော့ပတ်ပိတ်တာကိုတိခင်ပြောတာမှန်တယ်ဗျမကြခင်ရေကောက်ဝယ်ရလာတော့မှာကျွန်တော်တို့ဝါသားဖြန့်သမျှကလည်းဆောက်ချက်ကွဲရနဲ့အစဲခင်အားကြီးတက်တက်တက်ပြောက်စီဦးတက်ပြောက်စီဦးမင်းဆော့ပတ်မပိတ်သေးဘူးလားစစ်တက်ဆိုတာပြည့်ရင်မိုးဝထောင်ပြီးခေါင်းရက်တက်ပြစ်တာနောက်တော့မစမ်းပိရင်မင်းကိုဖမ်းကားလိုက်မှာနော် အေးဗျာကျွန်တော်ရဲ့ရေကောက်ပွဲကိုဒီကဘာလုံးကစောင့်ကြည့်နေကြစောင့်ကြည့်မှာဗောဘယ်ချိန်ထောက်ရောက်မှာလဲမှမသိဘူးဟာအလုံးဝလားမင်းနင်းနေများသွားပြီမင်းခဏနေမင်းဘဲမှမသွားနဲ့ခဏနေဟယ်လိုဆရာကြီး3 seconds later မနာလေးပြောမိတာဗော